ရွာလေးပြွာရဲ့မနက်ခင်းဟာမြူကိုးတွေနဲ့ပြီးတော့ငှက်ကလေးတွေရဲ့တေးတံတွေနဲ့စတင်နေပါတယ်။ရွာလေးဟာတင်းငယ်ပြီးမြရွာရဲ့လမ်းတိုင်းမှာတော့ပျော်ပြားလို့မရတဲ့လျှို့ဝှက်ချက်တွေဟာလည်းရှိနေခဲ့ပါတယ်။ရွာမှာရှိတဲ့အကြီးအကဲတွေကကလေးတွေကိုတော်တဲ့ကုန်မသွားဘူးအမြဲတမ်းသတိပေးလိမ့်ရှိပါတယ်။အဲ့ဒီတော့ရကျိန်းစားတင်းနေတာ အဲ့ဒီတော့ရဲ့အလဲမှာဖရာကျောင်းတစ်ကျောင်းရှိပြီးတော့ဖရာကျောင်းထဲမှာတော့လူတယောက်ရဲ့ဝိညာဉ်ကိုယ်တော်မှခိုးယူနိုင်တဲ့ရုပ်ထုတစ်ခုရှိတယ်။နှစ်ပေါင်းရာနဲ့ချီကြားခဲ့ပြီးဖြစ်တဲ့အဲ့ဒီတော့ထဲမှာတော့မဟာကာလူခေါ်တဲ့တန်ရတပညာရှင်တယောက်ကနေထိုင်ခဲ့ဘူးတယ်လို့ပြောကြပါရတယ်။သူကသူ့ရဲ့တန်ရတပညာရဲ့တွင်နဲ့သူ့ရဲ့စွမ်းအားအလုံးကိုစုပ်ယူထားတဲ့ရုပ်ထုတစ်ခုကို ဖန်တီးခဲ့တယ်။ဒါပေမဲ့အဲ့ဒီရုပ်ထုမှလည်း ကြောင်မဘွေရကောင်းတဲ့ကျင်းစာတစ်ခုဟာလည်းပါဝင်နေပါတယ်။သူ့ရဲ့ကိုကျိုးအတွက်အသုံးချသူတိုင်းဟာစိတ်ကူးတောင်မရင်နိုင်တဲ့သေခြင်းတရားနဲ့ရင်ဆိုင်ရပါတယ်။မဟာကာတည်ဆုံးပြီးတဲ့နောက်ရုတ်ထုကိုဘုရားကျောင်းထဲမှာထားခဲ့ပြီးရောအဲ့ဒီချိန်လေးကစပြီးတော့ဘသူမှထိုဘုရားကျောင်းထဲကိုမသွားရကြတော့ပါဘူး။ရက်သက်တပတ်အနည်းငယ်ကြာတဲ့အခါမှာတော့ရွာထဲမှာဒုစက်တဲ့အဖြစ်အပျက်တွေဟာစတင်ဖြစ်ပေါ်လာခဲ့တယ်။ ညဘက်ဆိုရင်တော့တော်တဲ့ကအော်တန်တွေကိုကြားရပြီးတော့မနက်ခင်းရရင်တော့ဖះเจ้าနာမှာသွေးခွက်တီးတွေ့ရပါတယ်။ညနေခင်းတစ်ခုမှာတော့ရွာကောင်းဆောင်ကြီးရန်လာက ထနောင်းပင်အောင်မှာအစည်းအဝေးတစ်ခုခေါ်လိုက်ပါတယ်။ကောင်းဆောင်ကြီးရဲ့အတန်ထဲမှာလည်းကြောက်ရွံ့မှုရောဒေါသတွေပါပါနေခဲ့ပါတယ်။ညီကိုတို့ငါတို့ပတ်ဝန်းကျင်မှာဒီလိုဆက်ဖြစ်နေလို့မရတော့ဘူး။ငါတို့တစ်ခုခုတော့လုပ်ရမယ်။ဒီတော့ရဲ့လျှော့ချက်ကအခုဆိုရင် ငါတို့ရွာကွာဝါးမြူတော့မင်းရွာသားတွေကြားမှာလဲတီတိုပြောဆိုတဲ့တွင်စတင်ပေါ်ထွက်လာတယ်လူတချို့ကတော့ကြောက်ရွံ့တုန်လှုပ်နေကြပြီးရောလူတချို့ကတော့စူးစမ်းလိုစိတ်တွေဖြစ်နေခဲ့တယ်အဲ့ဒီချိန်မှာပဲဘာဘာလို့ခေါ်တဲ့အဖိုးတယောက်ကလမ်းလျှောက်လာပါတယ်သူ့ရဲ့တွန့်ကျင်နေတဲ့အရေးပြားနဲ့နှက်ရှိုင်းတဲ့မျက်လုံးတွေဟာလူတွေအတွက်တော့နေ့ရာနဲ့ချီကြပြီးဖြစ်တဲ့ပုံမြင်တွေကို ပြောပြနေပါတယ်ဒါရီအားလုံးကအဲ့ဒီရုပ်ထုရဲ့ပယောဂတွေပါ ငါရဲ့ဘိုးဘွားရဲ့စီကကြားခဲ့ရတာကတော့အဲ့ဒီရုပ်ထုကသူ့ရဲ့မှန်ကန်တဲ့ပိုင်ရှင်ကုံမတွေ့မချင်းဒီဟာကဆက်ပြီးတော့ပျက်စီးနေလိမ့်မယ်။ဘလို့ဗျမှန်ကန်တဲ့ပိုင်ရှင်ဟုတ်လား။ဒါပေမဲ့အဲ့ဒီပိုင်ရှင်ကဘသူလဲဆိုတာကိုတော့ဘသူမှမသိကြဘူး။သူကဘယင်လဲဖြစ်နိုင်တယ်။ဒါမှမဟုတ်ရသေတပါလဲဖြစ်နိုင်တယ်လို့ဒါမှမဟုတ်ရင်တော့ဒီရွာကိုတခါမှမရောက်သေးတဲ့လူတစ်ယောက်လည်းဖြစ်နိုင်တယ်။ အဲ့ဒီစကားကိုကြားတော့ရွာသားတွေရဲ့ကြောက်ရွံ့မှုက ပိုမိုတိုးပွားလာပါတယ်။တချို့ကတော့ဒါရီအလုံးဟာအတဲပြန်မရှိတဲ့အရာတွေလို့ပြောပြီးရောတချို့ကတော့ရုတ်တရက်ကျင်းစာဟာအမှန်တကယ်လို့ယုံကြည်နေကြပါတယ်။နောက်ဆုံးမှာတော့ရွာရဲ့ခေါင်းဆောင်ရန်လာဟာအနီးနားကခံတပ်တစ်ခုမှနေတဲ့ဘီကရာလို့ခေါ်တဲ့ဘယင်စီကို အကူအညီတွားတောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘယင်ဟာသူ့ရဲ့ဉာဏ်ပညာရဲစွမ်းတက်တိနဲ့တရားမျှတမှုတို့ကြောင့်တိုင်းပြည်တစ်ခုလုံးမှာနာမည်ကြီးခဲ့ပါတယ်။ ဒါပေမဲ့လည်းရွာသားတွေကတော့ဒီဇယ်လန်းနဲ့မှာပထမဆုံးသောလှည့်စားမှုကလကားကိုမဖွင့်ရသေးဘူးဆိုတာတော့မတီးခဲ့ကြပါဘူး။တော်ရရထွက်ပေါ်လာတဲ့အော်တန်တွေရဲ့နောက်ကေကလျှဝတ်ချက်ကဗားတယ်။ရုတ်ထုအားမှန်တကယ်ပဲချိန်စာတင့်နေရလား။ဒါမှမဟုတ်အဲ့ဒါကပဲပူပေါင်းကြံစည်မှုတစ်ခုလားဆိုတာတော့မတီးကြပါဘူး။နောက်တနည်းမနဲ့မှာတော့အန်နာပရိက အဖွဲတပွဲဟာဘရင်ကြီးရဲ့နန်းတော်စီကိုရောက်လာပါတဲ့ ဘရင်ကြီးရဲ့ခံတက်ကကြီးမားပြီးတော့သူ့ရဲ့နိုင်ငံတရာလည်းစစ်ပွဲတွေနဲ့အမြဲတမ်းအချိန်တွေကိုတတ်တည်ခံပြနေပါတယ်။ဘရင်ကတော့ခန်းထားတဲ့ပလင်ပေါ်မှာထိုင်နေပါတယ်။ဘရင်ကြီးရဲ့လေးနက်တဲ့အတန်နဲ့သူ့ရဲ့ထက်မြက်တဲ့မျက်လုံးတွေကဘသူကိုမဆိုးကြောက်လန့်စေနိုင်ပါတယ်။ဘရင်ကြီးရဲ့ဘေးမှာတော့သူယုံကြည်ရတဲ့ဝန်ကြီးချန်နာပန်ဟာရှိနေခဲ့ပါတယ်။ဝန်ကြီးဟာသူ့ရဲ့ကောက်ကျစ်မှုနဲ့လှည့်စားမှုတွေကြောင့်အပြင်လောကကလူတွေကြားမှာလည်းနာမည်ဆိုးကြော်ကြားပါတယ်။ ဝန်ကြီးရဲ့အပြုံးထဲမှာလည်းအမြဲတမ်းလျှော့ဝှက်ချက်တခုဟာပါနေတယ်။သူဟာအမြဲတမ်းလူလူတခုခုကိုကြက်စီနေလိမ့်ရှိပါတယ်။ရန်လာဟာကြောက်လန့်တုန်လုံးနေတဲ့အတန်နဲ့ဘယင်ကြီးစီကိုဇလန်းတစ်ခုလုံးကိုပြောပြလိုက်ပါတယ်။တောရဲ့အော်တန်တွေသွေးခွက်တွေနဲ့ကျင်းစာတက်နေတဲ့ရုပ်ထည်ရဲ့လျှော့ဝှက်ချက်ကိုပြောပြလိုက်ပါတော့တယ်။ဒီကိစ္စက တော်တော်လေးအရေးကြီးတယ်။ဒီရုပ်ထုကအမှန်တကယ်ကျင်းစာတက်နေတယ်ဆိုရင် ငါကိုယ်တိုင်ငါရဲ့လက်တွေနဲ့ဖျက်ဆီးပြမယ်။အဲ့ဒီနေရာကိုငါနဲ့ငါရဲ့ဝန်ကြီးတို့ကကိုယ်တိုင်သွားကြည့်မယ်။အရှင်မင်းကြီးဒါကကြံစည်မှုတစ်ခုဖြစ်နိုင်ပါတဲ့။ရွာသားတွေရဲ့ကြောက်စိတ်ကြောင့်သူတို့တွေကဘာမဆိုယုံကြည်သွားနိုင်တဲ့မင်းကြီးဒီကိစ္စကိုတတိထားတင်ပါတယ်။အရှင်မင်းကြီးကျွန်တော်တို့ဒီကိုလာတာဟာကျွန်တော်တို့အတွက်ကံကောင်းခြင်းတစ်ခုပါပဲ။ကျွန်တော်တို့ခုပြည်တနာကိုဘယင်ကြီးဖြည့်ရှင်းပေးတာကိုစောင့်နေပါမယ်။ အဲ့ဒီညမှာပဲရွာသားတွေသူတို့အိမ်ကိုပြန်နေကြတော့ဝန်ကြီးဟာလူဝက်စွာနဲ့ရွာသားတယောက်ဖြစ်တဲ့မန်ကာနဲ့တွေ့ပါတယ်။မန်ကာဟာရိုးသားတဲ့လေသမားတယောက်ပါ။ဒါပေမဲ့သူ့မျက်လုံးတွေထဲမှာတော့လောဘစိတ်တစ်ခု ရှိနေပါတယ်။ဝန်ကြီးဟာသူ့ကို ရွှေရင်းကားတွေပါတဲ့အိတ်အိတ်ကိုပေးလိုက်တယ်။မန်ကာရွာရဲ့လူဝက်ချက်တိုင်းကိုသိသလား။ရွာသားတွေကဘယင်းစီကို ပြောပြတဲ့နေရာမှာဘာရီဖုံးခွက်ထားလဲဆိုတာကိုငါ့ကိုပြောပြပြီးတော့ဒီအိတ်ကမင်းအတွက်ပဲ ။ဝန်ကြီးရွာမှာရှိတဲ့ဘာဘာစီမှာရှိနေတဲ့စားတဆောင်ရှိပါတယ်။အဲ့ဒီစားထဲမှာရုတ်တရက်လွှတ်ချက်တွေပါပါတယ်။ဒါပေမဲ့လည်းအဘိုးကိုဘာဘာကတော့ဘဒုကိုမှမပြောပြပါဘူး။ဟုတ်လားမန်ကငါအဲ့ဒီစားကိုလိုချင်နေ။မင်းငါအတွက်ယူလာပေးလို့ရမလား။အဲ့ဒီစားထဲမှာရေးထားတာကတော့ရုတ်တုမှာရှိတဲ့စွမ်းအားကဗရံများကြောင့်ဒီနှစ်တုံးထဲမှာရှိတယ်လို့ရေးခဲ့ပါတယ်။ကြောက်တုံးတုံးကတော့ရုတ်ထွေးရဲ့မျက်လုံးထဲမှာရှိပြီးရော နောက်ထပ်ကြောက်တုံးတုံးကတော့တော်ရက်ကတနည်းအရမှာဖွက်ထားပါရယ်။နောက်နေ့မှာတော့ဘယင်ကြီးနဲ့ဝန်ကြီးတို့ဟာအဲ့ဒီရွာလေးစီကို ရောက်လာပါရယ်။ရွာသားတွေဟာဘယင်ကြီးကိုခန်းနာစွာကြိုဆိုကြရယ်။ရွာသားတွေရဲ့စီတံတွေနဲ့ပကတ်တွေဟာရွာရဲ့လေဒီကိုပွဲလန်းသဘင်စံစီခဲ့တယ်။ဒါပေမဲ့လည်းအဲ့ဒီလို စိတ်အားထက်သန်မှုရဲ့နောက်ကွယ်မှာတော့ဘယင်ကြီးမသိနိုင်တဲ့ကြောက်ရွံ့မှုတစ်ခုရှိနေခဲ့ပါရယ်။ဘယင်ကြီးဟာရွာသူရွာသားတွေကိုတနာမင်အောင်မှအစီအွေတစ်ခုကိုခေါ်လိုက်ပါရယ်။ ငါတို့တွေကအဲ့ဒီတော်ကြီးရဲ့လွတ်ဝက်ချက်ကိုတေချာပေါက်ဖော်ထုတ်ရမယ်။ဒါပေမဲ့ငါတို့တွေမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကိုလိုအပ်တယ်။ငါတို့ကိုဘာကိုမှ ဖုံးကွယ်မထားကြနဲ့။အဲ့ဒီချိန်မှာပဲဘာဘာကလမ်းလျှောက်ပြီးတော့ထိုနေရာကိုရောက်လာတဲ့ဘာဘာရဲ့မျက်လုံးထဲမှာလည်းထူးဆန်းတဲ့အယောင်တစ်ခုတောက်ပနေခဲ့တယ်။ထို့နောက်ဘာဘာကဘရင်ကြီးကိုဟောင်းနှံပြီးတော့စုပ်ပြက်နေတဲ့မြေပုံတစ်ခုကိုပြလိုက်ပါတယ်။ ဒီမြေပုံကငါးစီမှာနှစ်ပေါင်းများစွာရှိနေခဲ့တာကြပြီဒါကဖះเจ้าရဲ့မြေပုံနဲ့ရုပ်ထုကိုတွားတဲ့လမ်းကြောင်းကိုပြရတဲ့ဟာပါဒါပေမဲ့အရှင်မင်းကြီးဘာဘာတစ်ခုတတိပေးမယ်ဒီလမ်းကြောင်းပေါ်မှာရှောက်လန်းသူတိုင်းဟာသူတို့တွေရဲ့အသက်ကိုအန္တရာယ်ပြုနေတာနဲ့အတူတူပါပဲဘယင်ကြီးကတော့မြေပုံကိုယူပြီးတော့ဂယုတဆိုင်ကြီးလိုက်တယ်မြေပုံထဲမှာတော့တော်လန်းတွေမြစ်တွေနဲ့ဖះเจ้าတီနီယာတွေကိုမှတ်သားထားတာပါ ဒါပေမဲ့လည်းတချို့နေရာတွေမှာတော့ထူးဆန်းတဲ့အမတ်သားတွေဟာပါနေခဲ့ပါတယ်။ဘီရင်ကြီးကတော့အဲ့ဒီရဲ့အတိတ်ပဲကိုနားမလည်ခဲ့ပါဘူး။အရှင်မင်းကြီးဒီမြေပုံကအရန်ဟောင်းနေပြီးဒီမြေပုံကမားနိုင်တယ်။ကျွန်တော်တို့တွေဒီအဖိုးကြီးကိုမယုံခင်စဉ်းစားသင့်နဲ့။ဘွန်ကြီးမင်းရဲ့ညံကြီးကထက်မြက်ပါတယ်။ဒါပေမဲ့မင်းရဲ့ရည်ရွယ်ချက်ကတော့မရှင်းလင်းဘူး။အဖိုးပါပါငါတို့မင်းရဲ့အကူအညီလိုအပ်တယ်။ အဖိုးကငါတို့နဲ့တူတူလိုက်ရမယ်။ပြီးတော့ရွာကနေလူနှစ်ယောက်လည်းငါတို့နဲ့တူတူလိုက်ခဲ့ရမယ်။အဲဒီနောက်ရွာလူကြီးဟာဘရင်နဲ့လိုက်သွားဖို့အတွက်မန်ကာနဲ့ရှရန်ဆိုတဲ့ရွာသားနှစ်ယောက်ကိုရွေးချယ်ခဲ့တယ်။မန်ကာဟာဝန်ကြီးစီကနေရွှေတင်းကားပြားတွေယူတဲ့သူပဲဖြစ်ပါတယ်။ရှရန်ကတော့ရိုးသားပြီးတော့ရဲရင်တဲ့လူငယ်တယောက်ဖြစ်ကရွာကိုအမြဲတမ်းကာကွယ်ဖို့အစဉ်အသင့်ရှိနေခဲ့ပါတယ်။စားထဲမှာရေးထားတာကတော့အမှန်တရားကနေသွေးဖယ်သွားတဲ့ဘသူမဆို့ တောထဲမှာထာဝရပျောက်ဆုံးသွားလိမ့်မယ်။နောက်တနေ့မနေ့မှာတော့ဘယင်းနဲ့ဝင်ကြီးမန်ကာနဲ့ရှရန်တို့တောဘက်ကိုထွက်လာခဲ့ကြတဲ့တောကြီးဟာအရန်ထူတဲ့တောကြီးဟာအရန်ထူတဲ့ဒါကြောင့်နေအောင်ကြီးတော်မှာမြေပြင်ပေါ်ကိုမရောက်နိုင်ပါဘူးတဲ့။တစ်ပင်ရဲ့အကိုင်းခတ်တွေကတောကြီးရဲ့ကြောက်ရွံ့မှုကိုတီတိုပြောဆိုနေတယ်လို့ထင်ရတယ်။တောအုပ်ရဲ့လေတူထဲမှာလည်းပုတ်နေတဲ့ပန်းရံနှံ့တွေရပြီးရောလမ်းနဲ့ခြေလမ်းတိုင်းမှာလည်းဒူးဆန်းတဲ့အတန်တွေကိုကြားနေရပါတယ်။ ငါတို့အရင်ဆုံးမြေကမ်းသားကိုသွားရမယ်။အဲ့ဒီမှာကျိုးတရာဟောင်းတစ်ခုရှိတယ်။ဒါပေမဲ့တတိတော့ထားရမယ်။အဲ့ဒီတရာက မခိုင်ဘူး။ရှေ့ဆက်သွားလေလေတောအုပ်ကပို့ပြီးတော့ကြောက်စရာကောင်းလာလိမ့်မယ်။အဲ့ဒီချိန်မှာပဲရုတ်တရက်အော်ဟစ်တန်တစ်ခုကကျဲလောင်စွာ ကြားလိုက်ရပါတယ်။မကြောက်ကြနဲ့ငါတို့အားလုံးအတူတူရှိတယ်။ခဏကြာမှာတော့သူတို့ဟာမြေကမ်းသားကို ရောက်လာခဲ့ကြတယ်။မြေကြီးကမဲနဲ့နေပြီးတော့ထူးဆန်းတဲ့လိုင်းတွေလည်းထားနေပါတယ်။ လေထဲမှာလွှဲနေတဲ့ဟောင်းနှွမ်းနှွမ်းကျိုးတရာကြီးတစ်ခုလည်းရှိနေတယ်။အရှင်မင်းကြီးဒီတရာကဘေးကင်းမုံမရဘူး။ကျွန်တော်တို့တွေတခြားနီလန်းကိုရှာတင်နေထင်နေ။မဟုတ်ဘူး။ငါတို့တွေနောက်ဆုတ်ရမှာမဟုတ်ဘူး။ငါအရင်ဆုံးသွားမယ်။ဘယင်ဟာတရာပေါ်ကိုခြေချလိုက်တာနဲ့ကျဲလောင်တဲ့အတန်ထွက်ပေါ်လာပြီးရောတရာဟာလည်းတုန်ခါသွားတယ်။အဲ့ဒီတန်ကိုကြတော့လူသားရဲ့အသက်ရှူတန်တွေရပ်တန့်သွားခဲ့တယ်။ဘယင်က သူ့ရဲ့တက်တိကိုပြပြီးတော့ တပြေးပြေးနဲ့တပတ်ကန်းကိုရောက်လာခဲ့ပါတယ်။နောက်မှာတော့ဘာဘာဝန်ကြီးနဲ့မန်းကယ်တို့လည်းဘရင်ကြီးရဲ့နောက်ကနေလိုက်လာခဲ့ကြတယ်။ဒါပေမဲ့ရှရန်ကတော့နောက်ဆုံးခြေလန်းကိုလှမ်းလိုက်တာနဲ့တရာကျိုးပြက်ပြီးတော့မြစ်ထဲကိုပြုတ်ကျသွားပါတယ်။အဲဒီနောက်ပြုတ်ကျသွားတဲ့ရှရန်ရဲ့အရေးအယံတောင်မှမတွေ့ရတော့ပါဘူးလေ။မြင့်ရီဟာသူ့ကိုမျိုးချသွားခဲ့ပါပြီ။ငါတို့တွေရှေ့ဆက်သွားရမယ်။ရှရန်ရဲ့အနစ်နာခံမှုကငါတို့အတွက်အချီးအနှီးဖြစ်ရမှာမဟုတ်ဘူး။ ရှရာဟာဘာဖြစ်သွားတာလဲတရားပြိုကြတာက တိုက်ဆိုင်မှုလားဒါမှမဟုတ်ကြံ့စည်မှုတစ်ခုလားဘာဘာဟာလွတ်ဝက်စွာနဲ့ဝန်ကြီးရဲ့တရားကျိုးနာမှာတခခုလောက်တာကိုမြင်လိုက်ပါတဲ့ဘာဒါငယ်လေးတစ်ချောင်းထုတ်ပြီးတော့ကျိုးကိုဖြတ်ဖို့စူးစားခဲ့တာပါဒါပေမဲ့ဘာဘာကအဲ့ဒါကိုဘသူကမှမပြောခဲ့ပါဘူးရှရန်ရဲ့ပျောက်ဆုံးသွားမှုကြောင့်လူတိုင်းရဲ့မျက်နှာမှာဝမ်းနည်းမှုနဲ့ကြောက်ရွံ့မှုတွေရှိနေပါတဲ့ဒါပေမဲ့လည်းဘယင်ကြီးကတော့ တတိမွေပြီးရော ရှေ့ကိုဆက်သွားရမယ်လို့ပြောခဲ့ပါတယ်။ကဲအားလုံးပဲရှရန်အတွက်ရောရွာအတွက်ပါငါတို့ရှေ့ကိုဆက်ရမယ်။နိုင်ပေါင်းများစွာအနေများတဲ့ခီးကိုသွားပြီးရနောက်သူတို့တွေကဘုရားကျောင်းရှေ့ကိုရောက်လာခဲ့တယ်။ဘုရားကျောင်းကဟောင်းနှံပြီးတော့ပျက်စီးနေပါပြီ။သူရဲ့နယံတွေမှာထင်းထုထားတဲ့ထူးဆန်းတဲ့ရုပ်ပုံတွေကကြီးရတာကြောက်စရာအလွန်ကောင်းပါတယ်။ဘုရားကျောင်းရဲ့တကားမှာတော့တော်ကြီးတစ်လုံးချိန်ထားတယ်။ အဲ့ဒီပုံမှာတော့တက္ကတဘာသာနဲ့တခုခုကိုရေးထားပါတယ်။စစ်မှန်သောနှလုံးသားနဲ့လာသူဟာဒီတကားကိုဖွင့်နိုင်လိမ့်မယ်။ဒါပေမဲ့သတိထားရမယ်။ခြေလန်းတိုင်းမှာလှည့်ပြားမှုတွေရှိနေတယ်။ကဲဒါပြင်ငါဒီတကားကိုဖွင့်မယ်။မင်းကြီးဒါကထောင်ချောက်ဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ဒီအရင်ဆုံးစဉ်းစားသင့်တယ်လို့ထင်ပါတယ်။ဒါပေမဲ့ဘယင်ကြီးကတော့သူ့ရဲ့ဓာတ်ကိုထုတ်ပြီးတော့တော့ကိုတစ်ချက်တည်းနဲ့ဖျက်လိုက်တဲ့ တကားကတဖြည်းဖြည်းနဲ့ပွင့်လာပြီးတော့အတွင်းကမြင်ကွင်းကိုမြင်လာရတဲ့အခါလူတိုင်းအံ့ဩသွားတယ်။ဘုရားကျောင်းရဲ့အလယ်မှာရွှေနဲ့ကြောင်မဲပြုလုပ်ထားတဲ့ကြီးမားတဲ့ရုပ်ထုကြီးတစ်ခုရှိတယ်။၎င်းရဲ့မျက်လုံးတွေမှာအမောင်ထဲမှာတောက်ပနေတဲ့ကြောင်နေနှလုံးမြုပ်ထားပါတယ်။ရုပ်ထုပပတ်လင်းမှာတော့သွေးစွန့်နေတဲ့အဆက်ပြောက်တွေရှိပြီးရောလေလူထဲမှာထူးဆန်းတဲ့တုန်ခါမှုတစ်ခုဟာလည်းရှိနေပါတယ်။အရှင်မင်းကြီးအဲ့ဒီရုပ်ထုပဲဒါကကျိန်စာတင့်နေတာ။ ကျွန်တော်တို့ဒီကနေထွက်ပြေးသင့်တယ်မဖြစ်နိုင်တာငါတို့ဒီထီရောက်လာခဲ့ပြီငါတို့ကနောက်ဆုံးရမှာမဟုတ်ဘူးဒီရုတ်ထုမတီခင်မှာငါတို့ဗဟေလီ၃ခုကိုဖြည့်ရှင်းရမယ်ဗဟေလီတိုင်းကိုမှားယွင်းစွာဖြည့်ဆုခဲ့ရင်အဖို့တော်အားလုံးဒီနေရာမှာပဲတည်သွားလိမ့်မယ်ဘုရားကျောင်းရဲ့နေရာမှာတော့ကြပြတပားရေးထားတယ်ဘာဘာကထိုးစာကိုဖတ်ပြီးတော့စစ်မှန်တဲ့အရာကိုမြင်သူတွေသာရှေ့ဆက်တဲ့နယ်လို့ပြောလိုက်တယ် လင်ညာမှုကိုအားကိုသူက အမောင်ထဲမှာဒါဝရပျောက်ဆုံးသွားလိမ့်မယ်။ပထမဆုံးဗဟေလီကဖះเจ้าမှာလမ်းသုံးသွဲရှိတယ်။လမ်းတစ်ခုက ရုတ်ထုစီကိုသွားနေတယ်။လမ်းတစ်သွဲကတော့ဘန်နာတိုက်စီကိုဥတီပြီးရော နောက်ထပ်လမ်းကတော့တေချင်းတရားစီကိုဥတီနေပါတယ်။မင်းတို့တွေမှန်ကန်တဲ့လမ်းကိုရွေးချယ်ရမယ်။ဒါပေမဲ့သတိထားရမှာတစ်ခုရှိပြီးရောလမ်းတိုင်းမှာလည်းလှည့်ပြားမှုတွေရှိတယ်။ဘရင်ဟာလည်းဖះเจ้าတွင်းကိုတစ်ချက်ကြီးလိုက်ပါတယ်။ ။ဘုရားကျောင်းထဲမှာတော့အမောင်ဖုံးနေတဲ့လမ်းသုံးသေးကရှိနေတယ်။ပထမလမ်းကရွှေရောင်ဖြစ်ပြီးရောထိုနေရာရဲ့နံရံတွေကရွှေတွေနဲ့တောက်ပနေပါတယ်။နောက်တလမ်းကတော့ကြောင်မဲတွေနဲ့ပြုလုပ်ထားပြီးရောအေးဆက်ပြီးရောကြောက်စရာကောင်းလာတယ်။တတိယလမ်းကတော့သွေးနဲ့ရနေတဲ့ရွှေနေတွေနဲ့ဖုံးလွှမ်းလို့နေပါတယ်။အရှင်မင်းကြီးရွှေလမ်းကတော့အားလုံးထဲမှာအလှဆုံးပဲ။အဲ့ဒီလမ်းကမှန်ကန်တဲ့လမ်းဖြစ်နိုင်တယ်။သတိထားကြပါ အရာဝတ္ထုတွေက တောက်ပြောင်နေတိုင်းအမှန်တရားမဟုတ်ဘူး။ကဲငါတို့တွေကြောင်မဲလန်းပေါ်ရှောင်မဲဒါကအယိုးရှင်းဆုံးဖြစ်ပြီးတော့အမှန်တရားကအမြဲတမ်းယိုးရှင်းမှုမှာတရှိတယ်။လူတိုင်းဟာဘယင်ကြီးပြောတဲ့အဲ့ဒီလမ်းပေါ်ကိုစတင်ပြီးရောရှောင်လန်းခဲ့တယ်။ဒါပေမဲ့ဘယင်ကြီးပထမခြေလမ်းကိုလှမ်းလိုက်တာနဲ့ကျမ်းပြင်ကလှောက်ခါသွားပြီးရောကျွန်းထက်တဲ့လန်တွေကနန်းရံတွေကနေထွက်ပေါ်လာပါတယ်။အရှင်မင်းကြီးဒါကမှားနေတဲ့လမ်းကြီးပဲ ဒါပေမဲ့လည်းဘယင်ကြီးကတော့တည်ငြိမ်ပြီးတော့ဘေးကိုခုန်ချကာလူတိုင်းကိုဆွဲထုတ်လိုက်တဲ့လန်တွေဟာလည်းစမ်းမြင်တဲ့ကိုပြန်ဝင်သွားပါတယ်။ဒါကပထမဗဟေလီပဲ။ဘယင်ကြီးတို့မှန်ကန်တဲ့လမ်းကိုရွေးချယ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဘယင်ကြီးကတောက်ပတဲ့အရာတွေကိုမေ့ပျောက်ထားလို့ပဲ။ဒါပေမဲ့နောက်ထပ်ဗဟေလီနှစ်ခုတော့ကြံနေပါသေးတယ်။ဒီလူအိုကြီးကတခခုလွတ်ဝတ်ထားတာရှိရမယ်။အဲ့ဒီတော့ငါတို့တွေသူ့ကိုတတိထားရမယ်။ ကြောင်မဲလန်ကြီးဆုံးသွားပြီးတဲ့နောက်အခုချိန်မှာတော့သူတို့ဟာစဝိုင်းပုံစံအခန်းထဲကိုရောက်လာခဲ့တယ်။အခန်းနံရံမှာတော့နောက်ထပ်ကြပြတပုတ်ရေးထားပါတယ်။ဘာဘာကလည်းအခုလိုမျိုးဖတ်ပြတယ်။ရုတ်တုစီကိုရောက်လာတဲ့သူတွေဟာသူတို့ကိုစီရဲ့ကြောက်ရွံ့မှုတွေကိုရင်ဆိုင်ခဲ့တဲ့သူတွေသာ ရောက်လာလိမ့်မယ်လို့ဖတ်ပြလိုက်ပါတယ်။ဒီခန်းထဲမှာတကားပေါက်၃ခုရှိတယ်။တကားတိုင်းရဲ့နောက်ကွယ်မှာဘလူးတကောင်စီရှိတယ်။အခုနေရာကိုရောက်နေတဲ့သူတွေဟာ တကားတစ်ချက်ကိုရွေးပြီးတော့ဘလူးကိုအနိုင်ယူရမယ်။ဒါပေမဲ့တတိထားရမှာကဘလူးကမင်းတို့ရဲ့ကြောက်ရွံ့မှုပဲ။မရင်ကြီးလည်းတကားသုံးပါကိုမြင်လိုက်တယ်။ပထမတကားကတော့မီးတွေနဲ့ဖုံးလွှမ်းနေတယ်။ဒုတိယတစ်ခုကတော့ရေခဲနဲ့ပြုတ်လုထားပြီးတော့တတိယတစ်ခုကတော့အခိုးငွေ့အနီတွေနဲ့ပြုတ်လုထားပါရယ်။မင်းကြီးကျွန်တော်မီးကိုကြောက်တဲ့ဒါကြောင့်ကျွန်တော်တို့တွေရေခဲတကားကိုရွေးတင်နေထင်ပါရဲ့။မဖြစ်နိုင်တာ။ ငါကတော့ငါရဲ့ကြောက်ရွံ့မှုတွေကိုရင်ဆိုင်မယ်။ငါကိုယ်တိုင်မီးတကားကနေဖြတ်သွားမယ်။ဘယင်ကြီးဟာမီးတကားကိုထိလိုက်တာနဲ့ကြောက်စရာကောင်းတဲ့ရည်တံတစ်ခုထွက်ပေါ်လာပြီးတော့မီးနဲ့ဆိုးတကောင်ပေါ်လာခဲ့တယ်။မင်းကြီးမင်းကငါ့ကိုရွေးရတာပဲ။ဒါပေမဲ့မင်းရဲ့အကြီးမားဆုံးကြောက်ရွံ့မှုကိုရင်ဆိုင်နိုင်မလား။နတ်ဆိုးကြီးကသူ့ရဲ့ပုံစံကိုပြောင်းလဲလိုက်တဲ့အခါဘယင်ကြီးရဲ့တည်ဆုံသွားတဲ့ဖခင်တယောက်ဖြစ်နေခဲ့တယ်။ဒါ မင်းငါ့ကိုတစ်စာဖောက်ခဲ့တယ်။မင်းငါ့ရဲ့ဂုံတရင်ကိုလည်းဖျက်ဆီးခဲ့တယ်။အဲဒီစကားတွေကြတော့ဘရင်ရဲ့မျက်လုံးတွေဟာမျက်ရည်တွေဝဲလာတယ်။ဘရင်ကြီးရဲ့ဘခင်ဟာစစ်ပွဲမှာတည်ဆုံးခဲ့ပြီးတော့အဲဒီအပြစ်ပြက်ကြောင့်ပဲဘရင်ကအမြဲတမ်းကိုကိုကိုအပြစ်တင်ခဲ့တယ်။ဒါပေမဲ့ဘရင်ကြီးဟာသူ့ရဲ့တတ္တိကိုတော့မလျှော့ခဲ့ပါဘူး။ဘရင်ကြီးဟာဓာတ်ကိုကောက်ယူပြီးတော့နတ်ဆိုးကိုတိုက်ခိုက်ခဲ့တယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ပဲနတ်ဆိုးလည်းပျောက်ကွယ်သွားပြီးတော့တကားလည်းပွင့်သွားခဲ့ပါတယ်။ အရှင်မင်းကြီးဒုတိယဗဟေလိကိုတော့ဖြည့်ရှင်းနိုင်ခဲ့တဲ့ဒါပေမဲ့ကြံ့နေတဲ့တတိယဗဟေလိကအန္တရာယ်အရှိဆုံးပဲအဲ့ဒီညမှာတော့လူအလုံးပင်ပန်းပြီးတော့အိပ်ပြောသွားကြတယ်ဒီချိန်မှာပဲဂျန်ရာဘန်ဟာဘာဘာရဲ့အဝတ်စားတွေကအဲ့ဒီပကြီကားကိုခိုးယူခဲ့တဲ့ပကြီကားထဲမှာတော့ရုတ်ထုရဲ့မျက်လုံးတစ်လုံးရှိတယ်ကြောက်နေရှိနေပြီးတော့နောက်ထပ်မျက်လုံးကတော့လွတ်နေပါတယ်။ငါမှကြောက်တော့ရှိတယ်။အခုငါကသာဒီရုတ်ထုရဲ့ပိုက်ရှင်အစ်စ်ပဲ တတိယအခန်းကတော့အမှဆုံးပါပဲဒီခန်းရဲ့နာရီမှာတော့ကြပြလဲမရှိပါဘူးဒါပေမဲ့လေတူထဲမှာတော့ထူးဆန်းတဲ့တီးတိုးတန်တစ်ခုရှိနေတယ်တယောက်ယောက်ဟာသူတို့နဲ့စကားတွေပြောနေတယ်လို့ပါပဲအရှင်မင်းကြီးတတိယဗဟေလီကအန်ရဲ့အရှိဆုံးပါပဲဒီမှာဘယင်ကြီးတို့ကိုအတွင်းကအမှန်တရားကိုမြင်ရတယ်ဒီခန်းထဲမှာဘယင်ကြီးတို့ရဲ့အစ်စ်မှန်ပုံစံကိုပြသတဲ့အမှန်တစ်ချက်ရှိတယ်တကယ်လို့ဘယင်ကြီးကရုတ်ထွေးရဲ့ပိုင်ရှင်စစ်မှန်ခဲ့ရင် ဘရင်ကြီးတို့ကရုတ်ထုစီကိုရောက်လိုက်မယ်။မဟုတ်ရင်တော့ဒီမန်ကဘရင်ကြီးတို့ကိုဖျက်ဆီးပစ်လိုက်မယ်။အခန်းလယ်မှာတော့ရွှေအနာသက်နဲ့ကြီးမားတဲ့မန်တကျက်ရှိတယ်။မန်ရဲ့မျက်နှာပြင်မှာလည်းဖြည်းဖြည်းချင်းမိမ့်မိန်သွားတဲ့တေးသားတစ်ခုကရှိနေပါသေးတယ်။ကဲငါမန်ရှိမှရမယ်။အရှင်မင်းကြီးဒီအဖိုးကြီးကအရှင်ကိုကြောက်အောင် လုပ်နေတာဒီမန်ကမော့ပညာဖြစ်နိုင်တယ်။ဒါပေမဲ့လည်းဘရင်ကြီးဟာမန်ရှိမှပဲရက်ဖို့ဆုံးဖြတ်လိုက်တယ်။ မှန်လေးကိုကြီးလိုက်တာနဲ့ထူးဆန်းတဲ့အရေးတခုကိုမြင်လိုက်ရပါတယ်။မင်းကြီးမင်းကဘယင်တစ်ပါးဖြစ်ပေမဲ့မင်းကအပြစ်မဲ့သူတွေကိုအများကြီးအပြစ်ပေးခဲ့တဲ့မင်းရဲ့နှလုံးသားကလိန်ညာမှုတွေနဲ့ပြည်နေတယ်။ငါငါရဲ့အပြစ်တွေကို ရင်ဆိုင်ပါမယ်။ငါကအမြဲတမ်းအမှန်တရားကိုရေးချင်မယ်။အဲ့ဒီချိန်မှာပဲမှန်ကကွဲသွားပြီးရောလမ်းတစ်ခုပွင့်လာတယ်။အဲ့ဒီလမ်းဟာရုတ်ထုစီကိုတန်တမမတ်ဥတီနေတဲ့လမ်းပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းဘယင်ကြီးရှေ့ဆက်သွားချိန်မှာပဲအတန်တစ်ခုကိုကြားလိုက်ရပါတယ်။မင်းကြီးခဏလောက်စောင့်ပါဟုံး။ဘာဘာရဲ့ပကြီးကားကိုဝန်ကြီးခိုးထားတာမြင်လိုက်ပါတယ်။မန်ကဲမင်းကောတစ္ဆာဖောက်တာလား။ဝန်ကြီးဒါကအမှန်ပဲလား။ဟုတ်ပါတယ်။ကျွန်တော်ပကြီးကားကိုခိုးခဲ့ပါတယ်။ဒါပေမဲ့ဒီအဖိုးကြီးလည်းတခုခုကိုလွတ်ဝတ်ထားတယ်။ဒီပုံထဲမှာရုတ်ထွေးရဲ့မျက်လုံးလိုကြောက်နေရှိပါတယ်။ မင်းကြီးအဖိုးမှန်နိုင်ပြောပါမယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖះเจ้าကိုသွားခဲ့တယ်။အဲ့ဒီတုန်းကကျွန်တော်ကရုတ်ထုရဲ့မျက်လုံးတစ်လုံးကကြောက်နီကိုခိုးခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီရာက ကျွန်တော်ကိုမတည်နိုင်အောင်လှုပ်ပေးမယ်လို့ထင်ခဲ့လို့ပါ။ဒါပေမဲ့အဲ့ဒီနေ့ကစပြီးတော့ကျွန်တော်လည်းဂျိန်စာတင့်သွားခဲ့တယ်။ကျွန်တော်ရဲ့ခန္ဓာကိုယ်ဟာအိုမင်းသွားခဲ့ပြီးတော့ကျွန်တော်ရဲ့ဝိညာဉ်ကဒီတောထဲမှာပဲလှည့်လည်နေခဲ့ပါတယ်။ဒီမှာ ငါမှအဲ့ဒီမျက်လုံးရဲ့ဒုတိယကြောက်တုံးရှိတယ်။အခုရုတ်တရက်ဆွမ်းအားလုံးကငါအပိုင်ဖြစ်သွားပြီ။လူတိုင်းဟာရုတ်တရက်ရှိမှရက်နေတယ်။ရုတ်တရက်မျက်လုံးတစ်လုံးမှာတော့ကြောက်နေတစ်လုံးတောက်ပနေပြီးရောကြက်နေမျက်လုံးကတော့လွတ်နေပါတယ်။မင်းကြီးဒီကြောင်တော့ကကျွန်တော်ကိုမသိနိုင်အောင်လှုပ်ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။ကျွန်တော်ကဒီရုတ်ထုရဲ့ပိုင်ရှင်အစ်စ်ပဲ။ဘုန်းကြီးမင်းကငါတို့ကိုတစ်စာဖောက်ခဲ့တယ်။မင်းကငါဘယင်ကြီးရဲ့အမတ်ဖြစ်လျက်နဲ့ မင်းရဲ့အကြံစီကတော်တော်ကိုယုံမာတာပဲမင်းကြီးကျွန်တော်ရွာသားတွေစီကအဲ့ဒီစာကိုယူခဲ့တဲ့ဒီစာထဲမှာတော့ရုတ်တရက်လှဝက်ချက်ကိုဘယင်ကြီးကိုမပြောဘူးရေးထားတဲ့ကျွန်တော်ရှရန့်ကိုမြစ်ထဲပစ်ချခဲ့တာပြီးတော့ကျွန်တော်ကဘာဘာရဲ့ပကြီးကားကိုခိုးခဲ့တာအခုကျွန်တော်မှဒီကြောက်တုံးရှိနေပြီကျွန်တော်ကမတင်နိုင်တော့ဘူးဝန်ကြီးဟာကြောက်တုံးကိုရုတ်တရက်လွတ်နေတဲ့မျက်လုံးထဲမှာထည့်လိုက်တယ်။ရုတ်တရက်ဘုရားကျောင်းကတုန်ခါလာပြီးတော့ ရုတ်ထူးရဲ့မျက်လုံးတွေကနေအလင်းဤတွေထွက်လာကကြောက်စရာကောင်းတဲ့အတန်တခုလဲထွက်ပေါ်လာခဲ့တဲ့ဘသူမဆိုကိုကျိုးအတွက်ငါရဲ့စွမ်းအားကို ရှာဖွေသူကဖျက်ဆီးခံရလိမ့်မယ်။ထို့နောက်ရုတ်တရက်ရှိမှာအရေးမဲတစ်ခုပေါ်လာပြီးတော့ဝန်ကြီးစီကိုဥတီသွားပါတယ်။ဒါပေမဲ့လည်းအရေးဟာဝန်ကြီးကိုမျိုးချသွားပြီးတော့သူလည်းပျောက်ွယ်သွားတယ်။ဒါကိုမြင်တော့ဘရင်ဘာဘာနဲ့မန်ကယ်တို့ကကြောက်ရွံ့တုန်လှုပ်နေကြပါတယ်။ဒါကရုတ်တရက်ချိန်စာပဲ ဝန်ကြီးကသူ့ရဲ့လောဘကြောင့်အသက်ဆုံးရှုံးခဲ့တယ်။ဒါပေမဲ့ရုတ်ထရက်ကျင်းစာကမပြီးသေးဘူး။အရှင်မင်းကြီးကျွန်တော်လည်းအရှင်မင်းကြီးကိုလိန်ညာခဲ့ပါတယ်။ကျွန်တော်ကဝန်ကြီးရဲ့တငယ်ချင်းမှကျွန်တော်ကပဲပကြီးကားကိုခိုးဖို့ကူညီပေးခဲ့တာပါ။အော်မန်ကေမင်းလည်းငါ့ကိုတစ္ဆာဖောက်ခဲ့ရလား။အရှင်မင်းကြီးကျွန်တော်မတက်နိုင်လို့လုပ်ခဲ့တာပါ။ဝန်ကြီးကရွှေရင်းကားတွေပေးခဲ့တယ်။ကျွန်တော်သူ့ကိုကူညီရင်ဘန်နာရီထက်ပြီးရလိမ့်မယ်လို့ပြောခဲ့လို့ပါ။ အခုတော့ကျွန်တော်ရဲ့အမအကိုကျွန်တော်သိပါပြီ။ဘယင်ဟာရုတ်ထုကို ကြိလိုက်ပါတဲ့ရုတ်ထုရဲ့မျက်လုံးတွေက တောက်ပနေတုန်းပါပဲ။ဘယင်ကြီးကသူ့ရဲ့ဓာတ်ကိုကောက်ယူပြီးတော့ငါဟာဒီရုတ်ထုကိုဖျက်ဆီးမယ်။အရှင်မင်းကြီးဒီရုတ်ထုကိုဓာတ်နဲ့ချိုးဖျက်လို့မရပါဘူး။ရုတ်ထုကိုဖြက်စည်းဖို့တခုတည်းသောနီလန်ကအမှန်တရားကိုရင်ဆိုင်ဖို့ပါပဲ။ဒီနောက်ဘရင်ဟာအသက်ကိုပြင်းပြင်းရှူပြီးရုတ်ထုရှေ့မှာပဲရက်လိုက်တယ်။ ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ဘဝမှာအမားတွေများကြီးလှုပ်ခဲ့တယ်။ကျွန်တော်ဘရင်တယောက်အနေနဲ့အပြစ်မဲ့သူတွေကိုအပြစ်ပေးမိတယ်။ကျွန်တော်ရဲ့ကိုကြိုးအတွက်လိန်ညာခဲ့တာတွေအများကြီးပါပဲ။ဒါပေမဲ့ဒီနေ့ ကျွန်တော်ဘရင်က အမှန်တရားကိုရွေးချယ်မယ်။ကျွန်တော်ကိုယ်တိုင်ဒီကျင်းစာကိုအဆုံးသတ်မယ်။အဲဒီနောက်ရုတ်တရက်ရုတ်ထုရဲ့မျက်လုံးတွေကနေအလင်းတွေထွက်လာပြီးတော့ရုတ်ထုကြီးကလည်းစတင်ပြုတ်ခဲသွားခဲ့ပြီးတော့ဘုရားကျောင်းကြီးကလည်းတုန်ခါသွားကား ကျဲလောင်နဲ့ပောက်ကွဲတံတစ်ခုဖြစ်ပေါ်လာခဲ့တယ်။ဖုံမုံတွေငြိမ်သက်သွားတဲ့အခါမှာတော့ရုတ်ထုလည်းပြောက်ကွဲသွားပြီးတော့ရုတ်ထုရဲ့နေရာမှာတော့ကြောက်နေတေးတေးလေးတစ်လုံးပဲကျန်နေခဲ့ပါတယ်။ဘာဘာဟာကြောက်တုံးကိုကောက်ယူလိုက်ချိန်မှာတော်တဲ့ကနေနောက်ထပ်အော်တံတစ်ခုကြားလိုက်ရတယ်။ဒါကတော့မြစ်ထဲပြုတ်ကျပြီးတော့ပြောက်ကွဲသွားတဲ့ရှရန်ရဲ့အော်ဟစ်တံပါပဲ။ဒီနောက်ဘရင်ဘာဘာနဲ့မန်ကေတို့ကရွာကို ပြန်လာခဲ့ကြတယ်။လမ်းမှာတော့ဘာဘာက ဒီတော့ကြီးကလည်းစိန်စာတင့်နေတာကြာပြီလို့ပြောပြပါသေးတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကထန်ရတဲ့မဟာကဒီတော့ကို သူ့ရဲ့စွာအားနဲ့ချီနှောင်ထားခဲ့တာ။ကြောက်တုံးဟာမြစ်ထဲကိုမနစ်မချင်းတော့ရဲ့စိန်စာကမပြီးဆုံးနိုင်ပါဘူးတဲ့။အဲ့ဒီချိန်ရုတ်တရက်တော့တဲကနေအရေးတစ်ခုပေါ်လာတယ်။သူကစပင်မဲပြီးရောသူ့မျက်လုံးတွေကနီးရဲကမျက်နာကလည်းဖြူဖြော့နေပါတဲ့။အရှင်မင်းကြီးကျွန်တော်ကဲပါအောင် ကျွန်တော်မြစ်ထဲပြုတ်ကျပြီးတဲ့နောက်တောထဲမှာလှည့်လည်နေရပါတယ်။ဒီတောကကျွန်တော်ကို အလွတ်မပေးပါဘူး။ဘယင်ဟာဓာတ်ကိုထုတ်လိုက်ပြီးမယ်။ဘာဘာကတော့သူ့ကိုတားလိုက်ပါတယ်။မင်းကြီးဒါကရှရန်ရဲ့ဂျင်စာမဟုတ်ဘူး။တောရဲ့ဂျင်စာပါ။ထိုအရာကိုဓာတ်နဲ့မဟုတ်ဘဲနဲ့အမှန်တရားနဲ့ပဲအနိုင်ယူရပါမယ်။ဘယင်ကြီးဟာရှရန်ကိုကြည့်ပြီးတော့ရှရန်မင်းသာငါတို့ရဲ့တငယ်ချင်းအဆက်အမတ်ဆိုရင် အခုမင်းရဲ့နှလုံးသားထဲမှာရှိတာကို ပြောပြပါ။အဲ့ဒီစကားကြောင့်ရှရန်ရဲ့မျက်လုံးတွေကမျက်ရည်တွေစီးကျလာတော့တဲ့။အရှင်မင်းကြီးကျွန်တော်လည်းအမားလုပ်ခဲ့ပါတဲ့။ကျွန်တော်လူဝက်စွာနဲ့ဘုရားကျောင်းရဲ့အကြောင်းနဲ့အချက်လက်တွေကိုရွာသားတွေစီကစူးစမ်းခဲ့ပါတဲ့။ဘာကြောင့်လဲဆိုတော့ရုပ်ထုတွေကဘန်နာတွေကကျွန်တော်ရဲ့မိသားစုကိုကဲတင်နိုင်မယ်လို့ထင်ခဲ့လို့ပါ။ဒါပေမဲ့အခုတော့နောင်တတွေရခဲ့ပါပြီ။ရှရန်တရားအဲ့ဒီလိုပြောလိုက်တာနဲ့ ူ့ရဲ့ခန္ဓာကိုယ်ဟာအခိုးအငွေ့ဖြစ်ပြောင်းသွားပြီးတော့ပျောက်ကွယ်သွားတဲ့ဒေါ်ရဲကနေလည်းနောက်ဆုံးအော်တန်ဟစ်တန်တစ်ချက်ထွက်လာပြီးတော့အားလုံးဟာတိတ်ဆိတ်သွားခဲ့တယ်။အရှင်မင်းကြီးရှရန်ရဲ့ခန္ဓာကိုယ်ကိုကယ်တင်ခဲ့ပေမယ့်သူ့ရဲ့ဝိညာဉ်ကတောအုပ်ရဲ့ကျင်းစာထဲမှာပဲပိတ်မိနေပါဗျ။ဒီနောက်ရွာကိုပြန်ရောက်လာပြီးဘယင်ကြီးဟာရွာသားတွေကိုစူးစမ်းကအဖြစ်ပြက်အားလုံးကိုပြောပြပါဗျ။ဘယင်ကြီးဟာမန်ခဲကိုလည်းခွင့်လွှတ်ပေးခဲ့တယ် ။ဘာကြောင့်လဲဆိုတော့မန်ကင်ဟာသူ့ရဲ့အမကိုဝန်ခံခဲ့လို့ပါ။အရှင်မင်းကြီးအခုဒီကြောက်တုံးကိုမြစ်ထဲမြုပ်ပစ်ဖို့အချိန်တန်ပါပြီ။ဒီနောက်ဘယင်ကြီးဟာသူကိုယ်တိုင်ပဲကြောက်နီကိုမြစ်ထဲကိုမြုပ်ပစ်လိုက်တယ်။ကြောက်တုံးဟာရေထဲနင်းမြုပ်သွားတာနဲ့တပြိုင်နက်တော်ရဲကနေနောက်ဆုံးအေးမြတဲ့လင်းညင်းတစ်ခုတိုက်ခက်လာပြီးတော့အရာအလုံးဟာလည်းပုံမှန်အတိုင်းပြန်ပြည့်သွားပါတယ်။ရွာဟာလည်းငြိမ်းချမ်းပြီးတော့အေးချမ်းသွားပါတယ်။ ။ရွာသားတွေလည်းအခုမှပဲတက်ပြင်းချနိုင်ပြီးတော့ဘယင်ကြီးကိုကျေးဇူးတွေတင်နေကြပါဗျ။ဒီဇလန်းကတော့လောပါကိုကျိုးရှာမှုတွေကအမြဲတမ်းပျက်စီးခြင်းကိုဥတည်တယ်ဆိုတာကိုတက်တည်ပြနေပါဗျ။စန့်ကျင်ဘက်အားဖြင့်အမှန်တရားတတိရှိခြင်းနဲ့မိမိကိုယ်ကိုလက်ခံခြင်းတို့ကသာစစ်မှန်တဲ့လွတ်မြောက်ခြင်းကိုပေးစွမ်းနိုင်ပါတယ်။လိင်ညာမှုနဲ့လှည့်ပြားမှုရဲ့ပင်ကွင်ကဘလောက်ပဲခိုင်မာနေပါစေ။ နောက်ဆုံးမှာတော့အမှန်တရားကပဲအမြဲတမ်းအနိုင်ရပါတယ်။ဟုတ်ကဲ့ပါ။ဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲเนาะ။ပုံမြင်လေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်တဲ့ပုံမြင်အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါအောင်မရှင်။